နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ Israel စစ်တပ်ဟာ Hamas အဖွဲ့ကောင်းဆောင်ကိုတပ်ဖြတ်ထုတ်သိမ်းခဲ့တယ်လို့ Israel ဝန်ကြီးချုပ်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ Israel စစ်တပ်ဟာ Hamas အဖွဲ့ရဲ့ဂါဇာဒေသကောင်းဆောင်ဖြစ်သူ Mohammed Sinwar ကိုတပ်ဖြတ်ထုတ်သိမ်းခဲ့တယ်လို့ Israel ဝန်ကြီးချုပ်နီသန်ယာဟူကပါလီမန်ဆွေးနွေးပွဲမှာထုတ်ဖော်ပြောဆိုလိုက်တာပါ။ Hamas ကောင်းဆောင်တွေဖြစ်ကြတဲ့ Mohammed Ismail Ihaniel ယာယာစင်ဝါနဲ့မိုဟာမက်စင်ဝါတို့ကိုရှင်မုံဖိရှားပစ်လိုက်ပြီးဖြစ်တယ်လို့သူကဆိုပါတယ်။အိစရေးစစ်တပ်ရဲ့တုတ်တင်ရှင်းလင်းခြင်းခံခဲ့ရသူမိုဟာမက်စင်ဝါဟာအရင်ကဟာမတ်စ်အဖွဲ့ရဲ့ခေါင်းဆောင်ဟောင်းယာယာစင်ဝါရဲ့ညီလေးဖြစ်ပါတယ်။ဝင်ကြီးချုပ်နေတန်ယာဟုကမိုဟာမက်စင်ဝါကိုတုတ်တင်ရှင်းလင်းခဲ့ပြီလို့ဆိုပေမဲ့ဒီတဲ့င်းကို X-ray ကကိုရဲတပ်ဖွဲ့ IDF နဲ့ Hamas အဖွဲ့တွေကတရားဝင်လူသိချင်ကြားထုတ်ပေါ်ပြောဆိုခဲ့တာမျိုးရှိသေးပါဘူးရှင်။ ဆော်ဒီရုတ်တံလိုင်းရဲ့အဆိုအရမိုဟာမက်ဆင်ဝါရဲ့ယူအလောင်းကိုသူ့ရဲ့လက်ထောက်ဆေးရောက်ရဲ့ယူအလောင်းနဲ့အတူလွန်ခဲ့တဲ့နှစ်ပတ်ကတည်းကရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုထားပါတယ်ရှင်။